မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာတန်းဝင်းလန်ရေးသားသောဆွဲဆောင်ရအမှုပညာရှင်ထက်ဆင့်အကယ်ဒမီမြက်လေးဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒရဝေရအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးတော့ကြပါအောင်ရှင် ကျွန်တော်ငယ်စဉ်ကမြက်လေးဤရေဘွက်ပေါ်မှာရှင်ထဲမှာရွာတော်မူဂရီဘာဖနက်စီရွှေထီးဆောင် စသည့်ရုပ်ရှင်ကားများကို ကြည့်ရှုမှုသည်ထိုအချိန်မှစ၍သူတိရုပ်ဆောင်မှုကိုနှစ်ချိုက်သွားခဲ့သည်နှစ်ချိုက်သွားရခြင်းမှာသူ၏တိရုပ်ဆောင်ပြပြမှုစကားပြောကောင်းမှုတို့ကြောင့်ဖြစ်သည်ကျွန်တော်အထင်သူကားတိုင်း၌အပြောကို လိုသည့်ထက်ကဲလီရှိသည် ရေဘွတ်ဗမာဇက်ကားတွင်မျက်လေးသည်လူစိုးကိုင်းဝင်ဖြစ်သရုပ်ဆောင်သည်မျက်လေးသည်မြစ်တာဝဲဟာတာစကြံစသဖြင့်ဇက်ကောင်စရိုက်မျိုးစုံတို့ကိုကြာရစဲအတိုင်းပြည်ပင်စွာသရုပ်ဆောင်လေးရှိသည်1984ခုနှစ်တွင်သူအမျိုးသားစစ်ဘုစုဖြင့်အကယ်ဒမီရွှေစင်ရုပ်စုရရှိသောရင်းထဲမှရွာသောမိုးဇက်ကားတွင်မိဘပြစ်သွားသောမွေးကိစ္စကလေးကျော်ဟင်းကိုကြီးပြင်းသည့်အထိပညာသင်ကျွေးမွေးဆောက်ရှောက်ထားသောတုတ်တန်ဆောင်ကြီးဖြင့်မျက်လေးကသရုပ်ဆောင်လာသည် အချိန်တန်အရွယ်ရောက်လူလားမြောက်လားသောကြော်ဟင်းကိုမိဘရဲ့များကလာရောက်တောင်းဆိုတော့အခါငငယ်တဲ့ကမွေးစားခဲ့သောကလေးကိုတန်ရုံးစဉ်ညှိတွယ်နေသည်မို့မပေးရမပေးပြန်လျင်လဲကလေး၏ဘဝသည်တုတ်တန်ထဲတွင်နေတုတ်တန်ထဲတွင်သေဘဝမျိုးဖြင့်ဘဝဆုံးသွားမည်ဖြစ်သည် ပေးလိုက်မှသာမိဘရင်တို့ကရွှေဘော်ဘော်တင်ထားပြီးကလေးဘွားကောင်းစားမိတို့ကလို့ခြီတုံချတုံအပြန်လန်စဉ်းစားပြီးရင်းထဲတွင်မချိဝေဒနာခံစားနေရပုံကိုပြပြင်းစွာသေယုတ်ဆောင်သွားရာကြည်သူတိုင်းဝမ်းနေကြည်ခွဲမျက်ရည်ကျရသည့်အထိဖြစ်ခဲ့ရလေသည်ထို့ကြောင့်လဲထိုဇက်ကားတွင်မျက်လေးသည် အမျိုးသားဇက်ဘုစုကို ထိုက်တန်စွာစုကူရရှိသည်ဟုထဲမှသည် မြက်လေးသည်ရုပ်ရှင်ဘက်၌သာထူးချွန်သည်မဟုတ်စာပေဂီတဘက်၌လည်းခေသူမဟုတ်ပေသူသည်ကြပြသမားစာသမားလည်းဖြစ်သည်တေးတေးဆိုသူလည်းဖြစ်သည် သူသည်အစ်စ်ဆန်းကိုရှာဖွေလို၏အစင်လာမှလမ်းခွဲထွက်လို့သူလည်းဖြစ်သည်မြက်လေးကိုရန်ကုန်တစ်ဖက်ကခနောင်တိုတွင် အဖစတီဘရာသာစီအေဂျီဥပရှင်အမိဒေါ်မိုးလုံးတို့မှ1928ခုဇူလိုင်လ2ရက်တင်းလာနေ့တွင်မွေးဖွားခဲ့သည်မွေးခြင်းငါးဦးနှင့်စတုရမြောက်ဖြစ်ပြီးငယ်နေမင်မှာမောင်လေးဖြစ်သည်ငယ်စဉ်ကခနောင်တိုရွာဥကုံနလဖုန်တော်ကြီးကျောင်းတွင်လေးတန်းထိပညာသင်ကြခဲ့သည်ရင်းနောက်လမ်မတော်မော်တင်ကျောင်းတွင်လေးတန်းဆောင်ဝေးဝင်ရောက်ဖြစ်ဆိုသည်မြက်လေးမူလာတန်းကျောင်းသားဘဝ မှာပဲဒုတိယကမ္ဘာစစ်ကြီး1939ခုနှစ်မှ1945ခုနှစ်ဖြစ်ပွားခဲ့သည်ထိုနောက်ဆရာဥပအေးဆရာဥမြမောင်စားရိုက်ဝန်တော်ဦးစရင်တို့ထံတွင်ပညာကိုဆက်လက်သင်ယူသည်စနစ်တကျသင်ကြားခြင်းမျိုးမဟုတ်ပေဆရာတဦးထံတွင်ကနန်းသင်ချာဆရာတဦးထံတွင်မြန်မာစာဆရာတဦးထံတွင် အင်္ဂလိပ်စာစသဖြင့်သင်ယူရခြင်းမျိုးဖြစ်သည် ဆရာအလုံးမှာစေတနာဆရာများသာဖြစ်သည်ရေနံစီဘိုးများဖြင့်သင်ကြားပေးကြခြင်းဖြစ်သည်ဒုက္ကလိုပညာသင်ကြားနေစဉ်မှာပင်ရှမ်းကုန်မြို့ပန်ဆိုရန်ထောက်ပံ့ရေးယူနိုင်အလုံးဝင်လို့သည်82ကျပ်စာစီရေးကလေးဖြစ်သည် ထိုအချိန်ကပင်မြက်လေးသည်စာပေအမှုပညာနှင့်နိုင်ငံရေးလမ်းကြောင်းပေါ်သို့တပြိုင်တည်းဆန့်ရှောက်နေသည်ဟုဆိုနိုင်သည်ရောက်ဖဝန်ခွဲတော်သူတယောက်ဝိဇာကိုအေးကိုအကြောင်းပြု၍တုဂိတမျိုးစေ့တရေတီးခဲ့သည် ထိုစဉ်ကကိုရေးသည်ဒရန်ဒီဝိုင်းတီထောင်လာသည်မြက်လေးသည်ဇက်ရုပ်သေးကွက်စိတ်ပွဲများတို့လည်းလက်လက်မိသည်များလေလာစီဘူးသည်သူသည်စာပေဂီတပေါ်မျက်နှိုးတွေ့တာစိတ်ရှိသလိုနိုင်ငံရေး၌စိတ်ပါဝင်စားသည် ထောက်ပံ့ရေးရုံးတွင်စည်ရေးဖြင့်လောက်ကင်နေစမှာပင်တမကအဖွဲ့ဝင်ဖြစ်ပါဝင်လှူရှားခဲ့သည်ထို့ပြင်ခနုံတို့မျိုးနှင့်ဘလဆာလူငယ်ပြောင်းကြရေးမှုအဖြစ်ဆောင်ရွက်ခဲ့သည်သူကလိုစာပေဂီတနှင့်နိုင်ငံရေးတို့၌သာအချိန်ပေးနေသည့်အတွက်ဆယ်ရန်းဆောင်မှုဘွဲကိုနှစ်ခါကြာခဲ့ရသည်ထို့နောက်ညချောင်းတက်ရ ရင်ဆက်လက်ဖြေဆိုရမှာအသက်23နှစ်အရွယ်1950ခုနှစ်တွင်ဆော်လမွန်ကျောင်းမှဆယ်တန်းအောင်မြင်ခဲ့သည်ဆယ်တန်းအောင်မြင်ပြီးနောက်မြတ်လေးသည်အလုတ်တစ်ဖက်ဖြစ်ပင်တက်ကြီးတက်ကတော်တွင်ဆက်လက်ပညာသင်ယူသည် ထိုစဉ်မှာပင်ဂီတပညာကိုလေ့လာသည်သူသည်ဆရာကျူလီစိတ်ထံတွင်အဆိုသဘောနှင့်တချင်းရည်ရည်များလေ့လာသင်ယူခဲ့သည်အေဝမ်ခမောင်စာနေရသည်ဟာဒုံမင်းလိုင်တင်တို့ထံမှဂီတတန်စင်ကိုစီးပူးသည်ဆရာရွှေပြည်အေဂီတနတ်တန်ကိုစောငိုင်းဂီတအုံးတွင်စာနေရကိုမျိုးလိုက်စာနေရချက်ဆွေဂီတလူလင်မောင်ကိုကိုဘူးကလေးတအောင်ဆိုင်းစရာအောင်လင်းတို့ထံမှဂီတအခြေခံကောင်းများရရှိခဲ့သည်ဟုသိရသည် ရင်းနောက်အရှေ့ပိုင်းဒူရီယာဖွဲ့နှင့်နှိစက်သွားပြီးထိုဝိုင်းအတွက်တခြင်းများရေးပေးရသည်မြက်လေးတခြင်းများသည်မြမဆန်၍တန်စင်ပြေသည်တခြင်းစာသားအထိပဲလဲလေးနဲ့၍အတွေ့ခေါ်ဆက်တဲ့သည်မြမဂီတလောက၌မြမအတ္တမတပ်ပြရာတခြင်းတစ်ပုဒ်ဖြစ်လာအောင်အတော်ကြိုးပမ်းအားထုတ်ယူရသည်မြက်လေးသည်တပ်ပြရာတေးအတော်များများကိုဖန်တီးရေးသားနိုင်ခဲ့သည်သူသည်ရုပ်ရှင်ဇဝင်တေးများကိုလည်းရေးသားခဲ့သည်အချို့ကိုကိုယ်တိုင်သိဆိုသည် မြက်လေးသည်ဂီတလောကတွင်စံညာချစ်ဆွေနှင့်အတွေ့များသလောက်အချို့သရှင်များကိုပူးတွဲရေးသားခဲ့လေသည်မြက်လေး၏ပေလုံထေတာဦးတရံယောခာ မခင်နေစီမခင်နေစီရဲ့မခင်နေစီမခင်နေစီဇသိမခင်နေစီပြန်နံမခင်သစ္စာအင်းလျာရှာပုံတော်ဖြည့်ရှင်းချက်ဝေးပြီမွေးကြီးမန်းချက်ပန်းနိုင်ရှိလေမှမွေးပနာမှသူချစ်စိတ်ရဲ့ဘယ်မပြေ သူတို့မဟုတ်နွယ်ရည်မြဆုံးစီတော့ပန်းတိုင်းပွင့်ပါစေမောင်းမကန်ကေတီဦးစသည့်တခြင်းများယနေ့တိုင်လူကြိုက်များ၍ထင်ရှားခဲ့သောတခြင်းများဖြစ်သည်မြက်လေးရင်းဆက်တီကုန်း၍စတင်တီဆိုအတန်လွင့်ခဲ့သောတေးမှာမြစ်တာအင်အားဖြစ်သည်တိုက်ပွဲဝင်ចောင်းသားတဦးတခြင်းများငင်းငင်းရည်သည့်အပေါင်းလက္ခဏာအေယာဝရီငိုတန်းဘောလကနရီအေယာဝရီတေးများအဖြစ်တရုတ်ပြူစန့်ကြီးတခြင်းများဖြစ်သည်ထို့နောက်မြစ်တာစစ်ဆိုသည်မှာလက်ဆောင်မဝေလီလီထောက်စဉ်ချက် Miss Whiskey ကပြားမလေးကိုရာရန်တချင်းဆိုရင်ငိုရသည်ဒီဆက်ဒီတွင်ဆုံးမိွယ်နဲ့စစ်ကိုမောင်းထုတ်ကြသောတချင်းများကိုလည်းကိုတိုင်ရေးဆက်သီဆိုခဲ့သည်အခြားဂီတဆာဆိုများရေးသား၍မြက်လေးသီဆိုခဲ့သောတချင်းများမှာမနှဲလာပေရှင်းတို့နဲ့ရှင်မပြိုးသောစကားအတွက်ဆရာရွှေပြေးရေးခဲ့သည့်တချင်းသည်ထင်ရှားသည်မြက်လေးသည်စာပေဝါဒနာပါသူလည်းဖြစ်ရာဂီတဆာဆိုတော်များအကြောင်းကိုလည်းစာနယ်ဇင်းများ၌ရေးသားသည် ရင်းတို့နဲ့ဆရာရှိပီအေးဤဂီတဆောင်းရဲ့အကြောင်းကိုရွှေအောင်လမဂဇင်းတွင်တနစ်နိဗ္ဗာန်များအခန်းဆက်ဆောင်းပါးများရေးသားခဲ့သည်။စာရေးဆရာဂီတစာသူအောင်လင်းကြောင့်ကိုလည်းရုပ်ရှင်တိကျပြမဂဇင်းတွင်အခန်းဆက်ရေးသားသည်။တရော့ထိုးအလွန်ကောင်းသူစာရေးဆရာဗမော်တန်အောင်ကြောင့်နဲ့တက္ကသိုလ်ဖုန်နိုင်ကြောင့်ကိုလည်းရုပ်ရှင်တိကျပြမဂဇင်းတွင်ရှစ်လကြာများအခန်းဆက်ရေးခဲ့သည်။ မြင်လေးရေးခဲ့သည့်ဝတ္ထုများတွင် အကြောင်းအရာအသည့်အတွေးခေါ်တဲ့အယူဆအသည့်များကို တင်ပြလေရှိသည် သူရေးခဲ့သည့်ဝတ္ထုများနှင့်စေးစပ်မကြသေးသောအဖြူမိအောင်အောက်ကအမောင်းငှက်ခတမဘာကြာစမိတ်လဲပေပန်လဲကြွေဇာနှင့်ဗေဒာနန်းတို့မှ ထင်ရှားသည်မြင်လေးသည်ဆရာဥညာနာထံတွင်ချင်းကပ်၍လဲဇညွန်ရင်းဤကိုနှီးခံခဲ့သည် ကျောင်းသားဘဝကဝါသနာတူလူငယ်များနဲ့တွေ့၍အယက်ပြဆက်များကိုစင်တင်ကပြခဲ့သည် အဆိုပါပြဆက်များ၌သူကိုယ်တိုင်ဒရိုက်တာမင်းသားနေရယူကပြခဲ့သောဒိုအိမ်ကြီးဂျမနီစသည့်ပြဆက်မှာထိုစဉ်ကပြိသက်အကြိုက်တွေ့ခဲ့သည့်ပြဆက်များဖြစ်သည်ထို့နောက်တက္ကသိုလ်သို့ရောက်သောအခါမျက်လေးသည်တက္ကသိုလ်အမှုပညာသင်၌ပါဝင်လှုပ်ရှား၍သူအမှုပညာရည်သွေးကိုပြသခဲ့သည် ထို့ကြောင့်လဲဥပစာအောက်တန်းဆောင်မှုဘဲကို၅ချိန်မြောက်ဖြေဆိုမှအောင်မြင်ခဲ့သည်။မျက်လေးဆောင်မှုဘဲကြသည်မှာအဆမ်းမဟုတ်ပေ။အချိန်မြေအမှုပညာလှူရှားမှုများပါဝင်ဆောင်ရွက်နေသူဖြစ်သည်။တက္ကသိုလ်ကျောင်းသားဘဝကျောင်းသားပွဲတော်များတွင်မျက်လေးရေးသား၍ကပြခဲ့သောပြဇာတ်များမှာညီမလေးမာလာစမိတ်လက်ပြပန်းလက်ကျွေ1300ရွေအေးတော်ဘုံဘဲလေးစသည်တို့ဖြစ်သည်။ တက်ကြီးတက်ကတော်မှစာမွေးအောင်မြင်ပြီးနောက်မြန်မာနိုင်ငံကုတန်းရဝယ်ရေးဘဏ်တွင်အထက်တန်းစည်းရေးဖြင့်စတင်လုပ်ကိုင်ခဲ့သည်6လစန်းအကြာတွင်ဌာနခွဲစည်းကြီးရာထူးတိုးမြင့်ခံရသည်ရင်းမှန်တဲ့နှစ်နှစ်ခွဲခန့်လက်ထောက်ရုံးဝင်တော့ဖြင့်ထိုင်ရွက်ပြီးနောက်ရုပ်ရှင်လောကသို့ခြေစုံပြစ်ဝင်ခဲ့သည်ရုပ်ရှင်လောကသို့ဒဏ္ဍကုံငအာမွေတစ္ဆာရှင်မြတ်နိုးသူအရင်းစပယ်အော်ယောက်ျားရုပ်ရှင်ကားများတွင် တိဂိတတာဝန်ခံဖြင့်လုပ်ကိုင်ခဲ့သည် ထို့အတွေ့အကြုံများသည်နောက်တွင်မြက်လေးအားရုပ်ရှင်သေုပ်ဆောင်မှုဘဏ်၌များစွာထောက်ပံ့ဖြစ်စေခဲ့သည်မြက်လေး၏ပွဲဥရရက်ကူးကဲ့သို့ရုပ်ရှင်ဇာတ်ကားမှာပင်လုံထိတ်ထားဦးဖြစ်သည်ပင်လုံးထိတ်ထားဦးဇက်ကား၏ဇက်ညွန့်နှင့်ဒရိုက်တာမှာမြက်လေးပင်ဖြစ်သည်ရင်းဇက်ကား၏ဥတီချက်မှာဘရေဒရစ်ဆက်ခြင်း၏အခြေခံဇက်လန်းဖြစ်သည်ရင်းကားကိုတုံးသက်၍ဝိုင်းရင်ဒရိုက်တာအားလုံးလိုလိုကမြက်လေးကိုအရေးချင်းရှိသောဒရိုက်တာဖြစ်လက်ခံခဲ့ကြသည် မြလေးရိုက်ကူးသောဇကာတိုင်းလိုလိုမှာမြမရုပ်ရှင်သမိုင်းတွင်အထင်ကရနေရာတွင်မှတ်တမ်းတင်ခြင်းခံရသည်မြလေးသည်စိတ်ကြိုက်အမှုရာကိုမှန်မှကြည့်၍ကိုယ်တိုင်လေ့ကျင့်သည်တရုတ်ဆောင်သောအခါဇက်ကောင်စရိုက်ကိုလိုက်၍ဆိုင်ရာဆိုင်ရာခန်းများတွင်အမှုရာများကိုထည့်သွင်းအသုံးပြုသည်ထို့ကြောင့်မြက်လေးအမူအရာများမှာရုပ်ရှင်ဇက်ကတကားနေတကားမတူဘဲအမြဲတမ်းစံတည်ရနေသည် စကားပြောကောက်လို့ပြီးပြီးပန်းပန်လေးကပါစကားတွေမြက်လေးဒီမြမဆန်းဆန်းတိုက်ပုံလေးဝလျက်စေတံလေးခဲမြက်ခုံးလေးပင်ကစကားပြောဟန်မှာရုပ်ရှင်ကြီးပြည့်သက်ဤရင်ထဲတွင်အရိတ်ထင်စွဲကြံရသောအမူအရာများပင်ဖြစ်သည်တိရာဘဲသို့ချစ်ရမယ်စကားတွင်ဟာတာတိယုတ်ဆောင်ဖြင့်တိယုတ်ဆောင်နာသည် ချစ်သူကလာကိုကညာဇကတွင်မျက်လေးသည်ခပိုက်နိုင်တကိုပြေတေယုတ်ဆောင်လာသည်ရင်းဇကတွင်ခပိုက်နိုင်ဘဝကိုပြည်ပြင်းစွာတေယုတ်ဆောင်နိုင်ခဲ့သည့်အတွက်ပရိသတ်အကြိုက်တွေ့ခဲ့သည်ရေဝက်ဗမာဇကတွင်မျက်လေးသည်လူစိုးခိုင်းဝင်ဖြစ်တေယုတ်ဆောင်သည် သူစာရုပ်ရှင်မှဒရိုက်တာဆိုင်းစရာဦးမေအောင်၏အမုန်းဤနောက်ဝဲဇကတွင်မျက်လေးသည်ပကြီးစရာဖြစ်ပါဝင်တေယုတ်ဆောင်သည် မြက်လေးသရုပ်ဆောင်ချက်ပြပြမှုကြောင့်မြက်လေးအသွင်ပြောက်၍တကယ့်ပကြီးဆရာကြီးဘဝဇလန်းကိုကြည့်ရှုနေရတကယ်သူထင်မှတ်မအောင် သူ၏သရုပ်ဆောင်မှုကအောင်မြင်ခဲ့သည်မြက်လေးသရုပ်ဆောင်ချက်ပြပြမှုကြောင့်မြက်လေးအသွင်ပြောက်၍တကယ့်ပကြီးဆရာကြီးဘဝဇလန်းကိုကြည့်ရှုနေရတကယ်သူထင်မှတ်မအောင် သူ၏သရုပ်ဆောင်မှုကအောင်မြင်ခဲ့သည်ထို့ကြောင့်လည်း1962ခုနှစ်အတွက်အမျိုးသားအကောင်းဆုံးသရုပ်ဆောင်စုကိုအမိုးကြီးနောက်ဝဲဇက်ကားတွင်မြက်လေးစုခုရရှိခဲ့သည် မြန်လေးထက်စင်အကယ်ဒမီရသောဇက်ကမှာ1984ခုနှစ်အတွက်အမျိုးသားဇက်ပုစုအဖြစ်ရရှိသော ရှင်ထဲမှာရွာသောမူဇက်ကဖြစ်သည်မြန်လေးပါဝင်တရုတ်ဆောင်ခဲ့သောဇက်ကချုပ်မှာပင်လုံထိထားဦးမောင်ကိုတည်စီညွှန်တော်သလားပန်းတိုင်းပွင့်ပါစေအမိုးဤနောက်ဝဲချစ်ပါသည် ဆိုတော့လေတချဲဆို၍ငိုရသည်ပန်းပန်လေးကပါချွေးနဲ့သွေးနဲ့ရင်းနေမြေဝန်နဲ့ဝန်သာ ရှင်မပြိုးသောမှန်မောင်ချစ်နှမချစ်စိတ်နှမဆန္ဒချစ်သူပေသောတေတပုတ် မိရွှေမှာမုံကြရိတ်မြိုင်ရန်ကုန်သားနဲ့မန္တလေးသူရေဘွက်ပမာငိုရေးရေရွေမရတော့မျက်နှာညီမအတွက်ပုံတသွဲမောင်ခေါ်ရလိုက်ခဲ့တော့မယ်ရွှေသစ္စာ မလိခချစ်သူချစ်သူကလာကိုကညာတီတာပဲတို့ချစ်ရမယ်မြချူတန်ရှင်ထဲမှာရွာတော့မူသူများရီလို့ကိုငုံမယ်အမွန်သူကိုတင်ရော်ကြီးပူစာခရီးပါဖနက်စီရှူထီဆောင်ပကံအလှရှာပုံတော်စသည်လို့ဖြစ်သည် မြန်လေးသည်1962တွင်ကမ္ဘာလူငယ်ပွဲတော်တက်ရန်တရုတ်ပြည်မန်ချူရီးယားမွန်ဂိုလီးယားဆိုက်ဘေးရီးယားမှတဆင်ဖင်လန်နိုင်ငံဟယ်ဆင်လီမြို့သို့သွားရောက်သည်ထိုစဉ်အခွင့်အကြုံ၍ကမ္ဘာရုပ်ရှင်ပညာရပ်များကိုဝိုင်းရင်းရုပ်ရှင်အတတ်ပညာရှင်များနှင့်တွေ့ဆုံဆွေးနွေးခွင့်ရရှိခဲ့သည်ဆိုဗီယက်နိုင်ငံသို့ရောက်ရှိနေစဉ်ကမ္ဘာကျော်စစ်နှင့်ညီညာရေးဇက်ကားရိုက်ကူးသူဒရိုက်တာကြီးဘောင်ဒါချက်နှင့်တွေ့ဆုံပြီးရုပ်ရှင်ပညာကျောင်းများဆွေးနွေးခဲ့သည် မြန်လေးသည်မတ်သက်အတင်းဆောင်ကိုကိုယ်တိုင်ရေးသားပြီးကိုယ်တိုင်လည်းတင်နန်းဖွင့်လဲပို့ချသည် သူကလိုဆွေဆုံရနုပညာရှင်တစ်ဦးဖြစ်သောစာရေးဆရာဒရိုက်တာဆက်ညွှန်းရေးဆရာမင်းသားဂီတစာဆိုအဆိုတော်ထက်စင်အကယ်ဒမီမြန်လေးသည်2000ပြည့်နှစ်ဖေဖော်ဝါရီ22ရက်နေ့တွင်ရန်ကုန်မြို့၌ကွယ်လွန်ခဲ့သည်။ကွယ်လွန်ချိန်၌ဇနီးဒေါ်မြင့်မြင့် ဘေဘီဒီနဲ့တာအောင်မြတ်မိုးတမီးတွယ်တွယ်မြတ်တာအောင်မြတ်မျိုးတို့ကြံရစ်ခဲ့လေသည်ဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်နောက်ဗီဒီယိုလေးဒီမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်